မင်္ဂလာပါခါချန်နဲ့ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီကနေ့ရက်စပ်ပေးမယ့်ဝတ္ထုလေးကတော့ဆိုင်းရည်သူသင်္ခါစာရေးသားထားတဲ့လက်ရဘလူးဇာတ်လမ်းတွေများစွာတဲ့ကမှငအောင်မော်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ် channel လေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျဘီနာကနိုတီရင်းလုံးနဲ့နေပေးထားပါဦးအငင်းခုတကကစစ်ကြည်နာခိုက်သွေးတော်အကြက်တွေထမင်းစူးစားနေကြတယ်လူတစ်ချိတ်ကျော်ထမင်းဝိုင်းကြီးဖြစ်တဲ့အတွက်ကျေဝန်းတာနဲ့အများဆုံးညံနေတယ် တရားတော်ပြောဆိုသံဒီတေးစီသွားခိုက်တစ်ချိန်လုံးဝင်မပြောခဲ့တဲ့ငါအောင်မော်ကငါတို့တွေဖတ်ထင်းကထမင်းနဲ့ပွဲတော်ဦးထဲကထမင်းဘယ်သင်းကပုံပြမြထင်တယ်လဲကွာငါတို့တွေကထမင်းဘလို့ဘလောက်နဲ့ပြုံးနေဖြေမြပြည့်ပြီးတဲ့နောက်ရုတ်တရက်တစ်ခုခုကိုသတိရလိုက်သလိုဖြစ်သွားပြီးအန်းသွားတယ်ချက်ချင်းမဖြစ်ဖြစ်ပဲနဲ့ငါအောင်မော်ကိုမသိငါသလိုပြန်ကြည့်တယ်ယူရနမီတာမှာဟုတ်ရလားငါ့ကိုငါအောင်မော်ကထမင်းကိုသာငုံလွေးနေတယ်အကြက်တူကသူထင်တယ်လို့ဝင်ဖြေပါတယ်ပွဲတော်ဦးကဖြူတော့မပေါ်သေးတော့ကြည့်ရဲ့ချို့တို့စားတဲ့ဆန်နဲ့မှမတူပဲ ရေဘိုးစံကိုအထက်ထက်ပြေအောင်ဖုတ်ပြီးတော့မှကော့နေအောင်ချက်ထားမှာပေါ့။ရောင်းရင်အဲ့လိုရမ်းမပြောနေဗျ။ဆန်ကျင်အတူတူကျွတ်လို့စားနေတာကလည်းရေဘိုးစံပဲဗျ။ဟာသားမမဲတွေးကြည့်လေ။ဆန်ကျင်တွေ့ရင်တော့မှဘရင်ပွဲတော်အုံးနဲ့ငါတို့ဖတ်တဲ့ကထမင်တူနေမှမလားငါကောင်ရဲ့။ငါအောင်မောင်ရဲ့အမေတခွန်းနောက်မှာအချက်တွေကငင်းခုန်ကြပြီ။အလုံးရှုံနေတဲ့လက်ရဘလူးကတစုံတစကြားလိုက်ပြီးမဲ့စကားပြောရင်လေးလေးနက်နက်တွေးတော့ပြောဆိုတဲ့တဲ့ငါအောင်မောင်ရဲ့မိကုံးကဒီလိုပေါ့ပြပြမိကုံးမျိုးမဟုတ်ကြောင်တွေးမိလိုက်တယ်။ငါတို့ရင်ကလည်းဒီလိုပဲထင်တော့ချက်ချင်းမပြေလည်ချင်းဖြစ်ပါတယ်။ ငါအမမေးလိုက်တဲ့ဖြူသည်ဆိုတဲ့အနက်ကနှစ်ခွထွက်နေတယ်လို့သူတို့ကတွေးမိပြီနေပါဦးနေကြပါဦးတွေးတော့ကဘယ်တမင်းကိုပူဖြူစလဲမိတာကသွေယူသားရအဖြူအောင်ကိုမိတာမဟုတ်ရဲ့လားအခုမှငါအမမပြုံးနေလက်ရဘလူးကလည်းတစ်ချက်လမ်းကြည့်ပြီငါအမရဲ့သဘောကိုရေးစားမိတယ်ဒါကြောင့်မင်းတို့ရှိကနေချင်းချောင်းရောနေတဲ့တမင်းတွေကပူဖြူပါတယ်ကွာယုံကြည်လိုက်စမ်းပါလို့လှမ်းပြောတယ်ငါအမကဘာမှပြန်မပြောဘူးအချက်တယောက်ကဟုတ်ပါမလားတမူရှင်ဘင်းကဒါမျိုးစံစားပါမလားလို့အထွန်းတက်တော့ငကန်းကထပြောတယ် တမူးကနန်းတွင်မှနေတာကွသူမြင်ဘူးလို့ပြောတာမင်းကဘာပြန်ညင်းနေသလဲငါအောင်မပြောတဲ့ပွဲတော်အုပ်ကူပဲဘလို့ဟာဆိုတော့ကူပြန်မေးကြည့်ကြပါဦးငါတို့ရင်အတန်ကြီးကြီးကအခြားတန်ကြီးကိုဖုံးလွှမ်းသွားတယ်ဘရင်ပွဲတော်အုပ်ကူပြောတာမဟုတ်ဘူးလားဘရင်ပွဲတော်အုပ်မှာမဟုတ်ဘူးအမတ်ကြီးအိမ်ကရောဘုန်းတော်ကြီးเจ้าကရောတရင်မင်းအိမ်ကပွဲတော်အုပ်ကိုအားလုံးပါတဘောက်ကူလို့သူရင်းကပြုံးပြီးထင်သားပဲလို့ဆိုတော့ဟာဘာပွဲတော်အုပ်ဖြစ်ဖြစ်ကျုပ်တို့တောင်းပြောင်းထမင်းတဲ့တော့တာရာကြီးပဲပေါ့ဗျာကျုပ်ပြောတာမမှန်ဘူးလားပြောစမ်း မင်းကရိုးရိုးတွေ့တာကိုမောင်ရင်မေးတဲ့ကိုရင်အတွေးခေါင်းတက်တယ်လဲထဲစဉ်းစားအောင်ပါပေါ့ခမရကဗာမေးတာလို့ဩဖတ်ထဲကထမင်းနဲ့ပွဲတော်ဦးထဲကထမင်းဘယ်သိန်းကပို့ပြမထင်တယ်လို့ပါခမရကဘယ်လိုထင်လို့တော့ခမရမေးကိုခမရပဲဖြေပါတော့ငါတို့ရင်းကမဖြေရသေးဘူးကျုပ်လည်းတက်မှုနဲ့အတူတူပေါ့ဗျာဖတ်ထဲကထမင်းကပို့ပြစင်းလိမ့်မယ်ထင်တာပဲငါမောကစားခြင်းကိုအဆုံးသတ်ပြီးငါကတော့ယတိပြတ်မပြောနိုင်ဘူးလက်လာပါမျောကိုလက်ခံတက်တဲ့သူတွေထက်တော့ဒေါသူတောင်းသားနဲ့ငါတို့စားတဲ့ဖတ်ထမင်းကပို့ပြလိမ့်မယ်ထင်တာပဲ ဒါပေမဲ့တကူးသမ ्या တွေကရောဖမ်းနေထုတ်မစားတော့ဘူးလားလက်ရဘလူကပြောင်းစည်စည်ဖြစ်သွားတယ်ငသူရင်းကလည်းခေါင်းတင်းညင့်ငါတို့ထမင်းထုတ်မလို့အရွက်ကြီးဆိုပြီးမယ်လို့ရွှေနန်းရှင်ရဲ့စားတော့ပွဲမှာသူတွေကလည်းပါနေလိမ့်မယ်စကားဝိုင်းကခိတတိတ်စီသွားတယ်ငါအမောကတမှုကိုလှမ်းကြည့်ပြီးပွဲတော်အိုးဆိုတိုင်းလည်းကောင်းမြတ်လာတာမဟုတ်နိုင်ဘူးတချို့ចောင်းကိုကတ်တဲ့အုတ်ထဲမှာတော့မှလောဘဒေါသမောဟတွေနဲ့ရှာပွေထားတဲ့မတန်းစင်တဲ့ဆုံးနေပါနေနေတာပါဘယ်သူမှမငင်းနိုင်တော့ဘူးငါအမောဆိုသည်ကထိုးထိုးတော်သူဖြစ်ပါတယ် ချက်သွန်ထက်ညံ့နေသူအဲ့ဒီငါအောင်မမသားတယောက်ရှိတယ်အဲ့ဒီသားကနှမတွေလောက်တော့မှအာမကူဖခင်လိုမင်းမှုထမ်းမှုလဲစိတ်မဝင်စားမိဘကူတောင်ရလို့ဖို့လဲစိတ်မပါတနေ့တနေ့အပေါင်းအသင်းနဲ့ဝေလီလီလုံးမနေရရင်တနေ့ရမှထိုင်ပြီးငင်းငိုင်နေတဲ့သူငါအောင်မကပညာစုံတက်တဲ့လောက်သားပြည့်သူကတော့ဘာမှသင်ပေးလို့မရဘူးလက်သမားလို့ကိုတွဲခွင်လိုက်လာတယ်သူ့ဘာသာတယောက်တည်းလွှင့်ရင်တော့ရောင်တောင်တောင်နဲ့ဘေးကစမယ်မသိအလုပ်ဦးသမီးအပြောသားလိုက်သူဖြစ်တော့တယ် ။ဒါနေ့မှာတော့ငါအောင်မောင်အိမ်ဦးကန်းထိုင်နေခဲ့တာပြည်သူလေရကပြန်လာပြီးသူ့မိခင်ကိုထမင်းကူပေးဖို့ဆိုတယ်။မိခင်ကနောက်ဖေးကိုဝင်သွားတော့ဟေးမိမသူ့ကိုချက်တူတစ်လုံးနဲ့ထည့်ကျွေးလိုက်။ဟင်းတွေကိုငါသမီးကြီးစားပါစေ။ဒါကနားမလဲတော့ကြောင်ကြည့်ပြီ။ဘာလို့တော့မြအပါရဲ့။ဟင်းရှိနေတဲ့ကျုပ်ကဘာလို့မစားရမှာတော့။မင်းကချက်တူဆိုပြီးအထင်သေးသလား။အဲ့ဒီချက်တူကမင်းနဲ့တန်ဖိုးရှိတယ်သိရဲ့လား။ချက်တူကဟုတ်ကဲ့လား။ဟုတ်ပါမှန်ပါ။မင်းချက်တူနဲ့စားတာတော့တန်လာပြီ။ ။ဘာလဲဗျာလူပဲကျက်တော်ထက်တော့အများကြီးအဘိုးတန်ပါလေ။အဲ့ဒါတော့မနေမနဲ့ပါရဲ့။ဟိုကွာကျက်တော်ကဟင်းနဲ့အလုံးလိုက်ထည့်ချက်လို့ရတယ်။လီးပြီးလဲကျော်လို့ရတယ်။အနှစ်လဲရတယ်လို့အဖက်လဲရတယ်။စီးတတ်မလားဟင်းညုတ်ခတ်အောင်မလားအသုံးဝင်တော့ကမင်းကဘယ်နေရာသုံးလို့ရတယ်လဲ။လဲလဲလုံနိုင်လား။ဆရင်ကလိုက်ဘူးလား။နှမတွေကူဘူးလား။ဘယ်ရလဲတမဘာဖြစ်မြောက်တို့။ကိုအမအမိကိုတော့မှရေခတ်ပြီးပေါ်မရတဲ့ကောင်။ကျက်တော်ကမှဆေးဘက်ဝင်သေးတယ်။မင်းမျက်နှာမြင်ရတာအမောတော်မပြေးပါလား။ရှင်အဲ့လောက်ကြီးမပြောပါနဲ့လားကိုအောင်မော။ မိခင်ပြည်သူကကာစီကာစီလှုပ်လာမဲ့ပြူတာကြောင့်ငါအမောကပကံကိုဆွဲယူပြီးထမင်းအမြုပ်လာတဲ့ငါကြုံတုံးကိုဖော်လို့အင်းရောက်ကခွေးစုကိုပြစ်ကျွေးလိုက်တယ်။တကယ်ဆိုကြက်တုံနဲ့ကျွေးရတော့မှမင်းထံအဖို့တန်နေပြီ။မိညူမကမှအိမ်ဆောင်ပေးဖို့ရသည်။ဘာမှမလုပ်ချင်ဘာမှထဲမစားနဲ့။ဟင်းတွေကအလုပ်လုပ်သူတွေအတွက်ကွာ။သားကသူ့ကိုစိတ်နာပြီးထမင်းမစားတော့ဘဲနဲ့ဆင်းသွားတယ်။ပြန်မလာဘူးလို့လည်းပြောသွားသေးတယ်။ငါအမောကတော့လက်ဖက်စားမပြတ်နှစ်ယောက်တည်းကျန်တော့မှမရကရှင်ဘလို့လှုပ်လိုက်တာလေ။သားကြီးအိမ်ကထွက်သွားရင်သူများအိမ်မှာမျက်နှာငယ်ရမယ်။ ဟေးမိမအလုံးမလုံးတော့မျက်နှာငယ်ရမှာပေါ့မင်းသားသူများကြီးမှာဘာမှမလုပ်ဘဲနဲ့ထိုင်စားနေလို့ရမယ်ထင်သလားအ ਨੇ စွန်းတော့အဲ့ဒီကအလုပ်တွေဝိုင်းကူပေးရမှာပေါ့အဲ့ဒါဒီမှာထက်အတိပူရှိလာတာပဲပေါ့စားဖို့အတွက်လုပ်ပေးရမယ်လို့သိလာတာမကောင်းဘူးလားဒီမှာဆိုငါကခေါ်သွားလိုက်မင်းကဖြက်စီးလိုက်နဲ့သွားတာကောင်းတယ်သူ့ဟောငါမုန်းလို့ပြောတာမဟုတ်ဘူးအတုံးကြလောင်ပြောလိုက်တာအခုမခန်းချင်းဖြက်သွားပြီးတခုခုလုပ်မယ်ဆိုလုပ်လို့ရပြီဘာမှမလုပ်ဘဲရမ်းဝတ်သွားလိုက်အေးတာပဲဒုက္ခရောက်သွားရင်ကိုအတုံးမကြလို့ဒုက္ခရောက်တာတော့ရောက်ဆန်းပါစီကွာ မိနစ်၃ယောက်ကကဲကိုကဲတယ်။တားယောက်ျားလေးတယောက်ပါပြီးကျက်သွန်ခရမ်းကျင်လောက်မှအသုံးမဝင်တန်ဖိုးမရှိရင်ရှင်နေလဲအလကားပဲကွ။လူဖြစ်ရင်သူ့တန်ဖိုးနဲ့သူရှိရမှာပေါ့။ဒီစကားကိုသားပြည်သူပြန်ကြတော့အဘတာတန်ဖိုးရှိအောင်လုပ်ပြမယ်လို့ကြုံသွားပြီးတန်တရကြီးကိုထွက်ခွာသွားတော့တယ်။ဒါတိုက်ပွဲကြီးတစ်ပွဲတိုက်ခိုက်ပြီးစားချင်းကဖြစ်တယ်။ရဲဘော်ရဲဘက်တွေကရန်သူတွေဘက်ကနေဓာတ်ဒစင်းအကြောင်းအတော်ပြောဆိုနေကြတယ်။တစ်ဖက်ရန်သူဘိုးတော်ရဲ့ဓာတ်ကလွန်ကောင်းပြီးထူထဲကြောင်းရှင်ခုံးမိသည်မြဓာတ်တွေပဲ့ရွတ်တွန့်လင်းလို့ တချို့ထပ်ပိုင်းပြသွားကြကြအောင်မိမိတို့တန်သားထက်အကျင်သားရဲ့တန်ကအစာပေါင်းများစွာပိုကောင်းမှဖြစ်တဲ့အကြောင်းဖြစ်ချင်တော့အဲ့ဒီဘိုလ်ကိုတိုက်ပွဲမှာမရလိုက်ကြဘူးသူရင်ဒေဝတို့ဘက်ကပြစ်လိုက်ကြတဲ့ကြီးစည်းတွေကြောင့်မခံနိုင်လို့ဆုတ်သွားကြရမှာငါသူရင်ရဲ့လမ်းကျကအဲ့ဒီသူစီးတဲ့မြင်းမှာစိုက်ဝင်ပါသွားခဲ့သေးတယ်တချို့အကြီးမှုတွေကအဲ့ဒီဘိုလ်ရဲ့ဓာကိုနောက်တစ်ချိန်မှာအရယူမယ်လို့ကြိမ်းဝါနေကြတယ်ဒုတမှုတော်ကံကောင်းလို့သူနဲ့ဓာချင်းရှင်မခုတ်လိုက်ရတာတမှုဓာပါတော့ဟိုကတစ်ချက်ပဲ တမ်းမှုလည်းမေးကြည့်ပါဦးသူရှိမှဓာရီထပ်ပိုင်းကျိုးနေကြတာကိုဝင်ခုံးမယ်ထင်လို့လားလှမ်းနဲ့ထိုးမှာပေါ့ဟာငါတို့ရင်လည်းအဲ့ဒါကြောင့်လှမ်းရှည်လွတ်တာဖြစ်ပဲငါတို့ဓာရီနှမျောစီယာငါဆိုဟိုးအစာမိုးစိုးမှုမှာခရေကကင်လာခဲ့တာငါတို့ရင်ကသူသားကိုချုပ်ယူလိုက်လို့ရပါတယ်မြင်းချင်းဝင်လုံးပြီးတော့မှလူမယ်ဆိုရင်ရတာပါဒါပေမဲ့ချုပ်မလို့ခြင်းမူဒီကောင်ဓာကောင်းလို့နိုင်နေတာပါလို့အပြောမခံနိုင်ဘူးလို့ဆိုတော့တပ်သားတွေကသွေးတော်လူတော်ဆိုတာသိပြီးသားပါဒါပြင်ဓာကောင်းတဲ့ဆိုရင်အခုတက်ဖို့မကြော်နိုင်ဘူးလားဒီသားသာကိုရင်ကင်တက်ရင် ဘုံမင်းကြီးဖြစ်လာနိုင်တယ်လို့ကျုပ်ကတော့မြင်နေပြီ။ဟုတ်တယ်စိတ်ကူးမလွဲနဲ့အဲ့ဒီတားကိုအခုလူတိုင်းလူချင်းနေကြတာ။ကိုရင်သူတွေရအောင်ယူပြလိုက်စမ်းပါ။ခုံရှိတာပါ။ဟိုဒီတားလောက်ကိုမမတ်မောသူတွေအများကြီးရှိပါတယ်။ဟောဒီမှာငါသူရင်းကအနီးပတ်လေကလူအချို့ကိုမင်းငော်ပြီးညွန်ပြလိုက်တယ်။ငါပြောရတဲ့ခင်းပြီးထားပိုက်လို့အိပ်ပျော်နေတဲ့လက်ရဘလူးသူ့နီးမှာလှန်သွင်းနေတဲ့ငကန်။ခလန်းလန်းမှာတနက်ကိုပခုံးကိုမိရင်ကဆလေးတောင်းနေတဲ့တိုင်မောင်း။ဒီနောက်တစုံတရာရေးချင်မှတ်သားနေတဲ့ငါအောင်မော်နောက်ဆုံးရတဲ့ငါအောင်မော်ကလှည့်ကြည့်နေတော့ငါသူရင်းနဲ့မျက်လုံးချင်းဆုံရမှာ ငါပြည့်ရာခုတ်ကိုင်းခုတ်တဲ့ဓမတို့ကလေးပဲမျက်စိထဲမြင်နေတယ်။ဒီလိုပြောလိုက်တဲ့ဝါကနေပွဲကြသွားကြပါလေ။လက်ရဘလူကတပတ်ကိုဆောင်းပြီးပြင်အိတ်တယ်။ငါသူရင်းကငါအောင်မွေးထူးကြတဲ့စကားကိုကြားသဖြင့်၎င်းတကားရရင်အတွေးပပပြောတဲ့ချင်းကြောင့်၎င်းအကြောင်းရှိမယ်လို့ယူဆပြီးထုတ်ပြောလအောင်ဆွာပေးလိုက်တယ်။ဖဲနဲ့ကွင်းအောင်မော်စိန်ကောင်းကြောင်ကောင်းအကြောင်းပြောနေတာဆေးရုပ်ကိုလာပွဲထုတ်နေပါလားဗျ။ဟိုကွာမင်းတို့ကောင်းတာဘလူကောင်းတယ်ပြောပြောငါကတော့ငါရဲ့ဓမတို့လောက်ကိုမချစ်ဘူး။ဒီတက်ကရည်တန်တွေကလောင်တန်ပါနေကြပါတယ်။ ပြောပါအောင်ဗျာခမရဓမ္မဘယ်လောက်ကောင်းလို့လို့ပစိန်နဲ့ပေါက်လို့မပြတ်တဲ့အမြင့်တုံးကိုဓမ္မတင်လိုက်ရုံနဲ့ခွက်ခနဲ့ကွဲသွားသလားဒီလိုတော့ဘယ်ဟုတ်မလဲခုတ်လိုက်တွေးလိုက်အယိုးကျသွားလို့တက်ရိုက်လိုက်ဓနောင်းကိုစောင့်ဆောင်ပြီးခုတ်ရတဲ့ဓမ္မဦးလေးပါဟဒါနဲ့များဗျာဟိုတလိုင်းဘူဓာကဥတုံကြီးကိုင်းနဲ့ရင်းနဲ့ပါထတာမှမာခြင်းမအောင်ပါခမရမတမရဓမ္မတို့နဲ့နှိုင်းရပါလိဟာငါတက်တယ်ငါပြောတာပဲရင်းနဲ့ပါမကလို့ဒီလဝန်တရားဆောင်ထားရွှေသားစင်းနဲ့ယူမလားမေးလေငါမှမလို့ခြင်းပဲအเจ้าတော်ရှိမှာပေါ့တော့သိတော့ ဒီလိုငါတို့ရဲ့စစ်သားနယ်ထားခွဲခြားမရတာမှန်တယ်။တိုက်ပွဲဝင်တားဟုသမျှဂုံဒီရှိကြတာလည်းမှန်တယ်။အဲ့တော့ဘယ်ပညာရှိသူတို့ကောင်းကများသူတို့အိမ်မှာစောင်းသားကြီးရှည်ဆွဲထားကြတယ်လေ။ဘာဆိုင်လဲဗျခင်ဗျားက။ငါအမောကလက်ကပြလို့နေပါဦးငါစကားဆုံးအောင်ပြောပြစီဦး။မင်းတို့ရာဇဓမ္မဂုရုဆရာတော်ကြီးတပါးပါးစီကနေအဖူးမြော်သွားကြရင်ဒီသားတွေကောင်းရှိပါလေဆိုပြီးယူသွားဝန်သလား။ငါတို့တို့ငြိမ်နေကြတယ်။ဘယ်ဝီနီးတို့ပုပ်ကိုရဲ့အကြောင်းပါကော။မင်းတို့ဓာတ်တွေကိုအမြဲတမ်းချိန်ဆွဲထားတာမြင်ဘူးလို့လေ။ ဘုန်းကြီးနဲ့ဒါမှမအပ်ဆက်ပဲကိုယ်စီအရွေးခေါင်းနေပြီတဲ့နဲ့အမောင်တို့ကအေးလီငါသာအမျက်ဆုံးလို့ထင်နေသလားမသိဘူးဒါဆိုငှက်ကြီးတောင်မှဂုံရှိတယ်မြင်တာကိုငှက်လဲငှက်အလျောက်ရွက်လဲရွက်အလျောက်ပါပဲဒီမှာငါပြောမယ်ငါဓမ္မလေးကငါနဲ့ဒူးဒူးပေါင်းပဲလောက်ကင်စားတော့လာတဲ့လက်ဦးအဖော်ငါတို့အိမ်တော်သက်နဲ့အမျှပဲငါသားသမီးတွေထက်လည်းအသက်ကြီးတယ်ပြီးတော့သူ့မှာရိုးကုံဆိုတာရှိတယ်ကွာဒါမှရိုးကုံရှိတယ်လှုပ်ချလိုက်ပြန်ပြီဟဲ့ကောင်းနေငင်းနားထောင်စမ်းကွာလှန်သွေးပြီလို့အနာလာထိုင်နေတဲ့ငကန်ကဟောက်မှာ ငြိမ်သွားကြတယ်။ဟိုကောင်ဓာမနဲ့တမိုင်းရှိတာမဟုတ်ဘူး။ငါဓမ္မဦးလည်းသူ့တမိုင်းနဲ့တူ။ရည်စံလေးကထွက်ပြောင်ထွက်လာသေးတယ်။ငါနဲ့မက်ကျွတ်ညာတော့သူ့အဘိုးကပေးစရာဘာမှမရှိလို့ဆိုပြီးရှိတဲ့ဓမ္မတူလေးတည်းလက်ဖွဲ့လိုက်တဲ့။ဒီတခါတော့ဘသူမှမကြည့်နဲ့မပြောင်းနိုင်ကြတော့ဘူး။ဒီလိုအဖြစ်မျိုးသူတို့လည်းကိုရိကျုံခဲ့ဘူးကြသည်ပဲ။ဓာကဝရိုးအသက်လေးတက်လို့အသေးချာခိုင်ခိုင်ခန့်ခန့်ဖြစ်အောင်ပြည့်ပြင်ပေးလိုက်တဲ့ပေါ့။အဲ့ဒီအယူကနောက်9နှစ်လောက်ထိမလဲရဘူး။ချွတ်ချင်းပြည့်ချင်းမရှိဘူး။အဘိုးရဲ့စေရင်နာမြတ်တာတွေပေါ့။ သူ့အဘိုးဆုံးတဲ့နေ့မှာအယူကျွတ်တာပါဂယုနာတတ်သွားကြတယ်ထင်တယ်တကယ်တော့ဘာမှမဆိုင်ဘူးစုတ်တတ်တယ်ကြားရပါတယ်ဓမ္မခုံးလေးပဲမယ်လို့လှုပ်ထားတာညင်ညွတ်တော့တော်တန်ယုံသွေးစရာမလိုဘူးပဲ့တာလှိတာသိမှရှိဘူးအဲငါသားငငယ်ရှင်ပြုတ်မယ်ဆိုတော့ငါတခါပဲခိုင်းတာများလုံးလို့ပဲ့ထွက်သွားဘူးတယ်ငါလည်းဆရာကောင်းနဲ့ရှာမပြေနဲ့တော့ရွာမှာရှိတဲ့ဖိုးပဲအပ်ပြီးပြန်လို့ခိုင်းရတာပါအခုတော့အဲ့ဒီနေရာကပဲ့လိုက်လှိလိုက်ပေါ့အဲ့ဒီတော့ငါမဟုတ်စိုးဖို့မရောက်သေးဘူးလားနေစမ်းမှာဖြစ်ပြမမီးစမ်းနဲ့ စက်ပြုံးကိုရင်ခမရဲ့ဓမ္မအကြောင်းဩထားပါပဲတလိုင်းနာသိကောင်းတာငါလည်းကြားမိပါတယ်မြင်လဲမြင်မှုခြင်းမသိရဲ့ဒါပေမဲ့အဲ့ဒီသားရေထဲကျသွားတဲ့ကြားရင်ငါဓမ္မပေသွားသလောက်နှမျောမိမှာမဟုတ်ဘူးကျုံရင်တော့ဓမ္မနဲ့ငါအကြောင်းပြောပြပါဦးမယ်တောင်မြာခုတ်တဲ့ထားကတိုက်ပွဲရှိမှလူခုတ်ရတဲ့ဆောင်းထားလောက်တော့မပဲ့မရွဲ့နဲ့တက်တန်းရှိမခန္ဓာအမှန်ပဲဒါပေမဲ့နာမည်ကျော်ထားကောင်းတွေထက်ဓမ္မတို့တို့ချောင်းကနှစ်သက်စရာကောင်းတယ်လို့ငါမြင်နေငါဓမ္မကဘသူကမှမျက်ရည်ပေါက်ကြီးငယ်မကြစီခဲ့ဘူးလူတွေကိုပျော်ရွှင်မှုပေးနေတဲ့ဓာတ်လူတော်မှငါထင်တယ် အကုသိုလ်ကင်းတဲ့ပြင်အလူသုံးကမှသူ့လိုအားကအများကြီးပါနေသေး။ဟောရိုးကုံဆိုတာဒါပြောတကူ။အေးမင်းတို့ဘာသာပိုင်ရှင်ကိုတက်ပြီးလူလာတဲ့ဓာကြီးဓမြများနဲ့မောက်မာနေလေ။ငါကတော့လေးစားနေမှာမဟုတ်တလို့ကြည့်ကိုမကြည့်ချင်ဘူး။မင်းတို့လောဘစောတိုက်နေတဲ့မျက်ခွက်ဒီအစားဓမ္မတူလေးနဲ့ထင်းပြနေတဲ့ငါများကူပဲမြင်အောင်ကြည့်နေမှာပေါ့ဟ။ဒီတကလောင်ရည်လက်ကျတန်လေးကတော့ငါအောင်မော်ကိုဟုတ်မှမတူဘူး။သူတို့ချင်းချင်းအဆက်ပြေရည်ချမ်းပေါ်လင်းနေတယ်။ရန်သူရဲ့ဓာကိုလည်းစိတ်လျှော့သွားကြပုံရတယ်။တပတ်လည်ပြီးစောင်းအိတ်နေတဲ့လက်ရဘလူကပြုံးနေမိတယ်။ အခုတင်ဆက်ပေးခဲ့တဲ့ဝတ္ထုလေးကတော့စာရေးသူသင်္ခါရစာရေးလက်ရဘလူးဇလန်တွေများစွာတဲ့ကမှငါအောင်မော်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြီးပါဦးဘေးနားက notification လို့လည်းနေပေးထားပါအောင်ခင်ဗျအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်